အားလုံးပဲမင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ပါတယ်ဒီမှာကတော့စုဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာကြီးဦးတင်ညွန်ရေးသားထားတဲ့စာစုလေးများကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်တိုက်တိုက်ဆိုင်ဆိုင်သူတို့လင်မယားထမင်းစားရန်ပြင်ဆင်နေကြသည် ်ကိုစိန်သောအတွက်ဇနီးဖြစ်သူမအင်းမိဆန်ကစက်သားဟင်းကောင်းကောင်းချက်ပေးထားသည်မြန်မာကြက်လေးကိုဘူးသီးနုနုလေးနှင့်ရော၍ကာလာသားကြက်လေးချက်ထားပေးခြင်းဖြစ်သည်မိမရေဟင်းနှန်းကမှုန့်နေတာပဲစားနေပြီကွာမြင်မြင်လောက်ပါတော့ပြင်းနေပါပြီရှင်ထမင်းကဘူးနေတော့မို့လို့မခေါ်သေးတာလာလေလက်သွားစီတော့ထိုအချိန်တွင်တကားခောက်တံပေါ်လာသည်တောက်တောက်တောက် ဟာစားကနေတောက်ခန်းနေမှာဘယ်သူလဲကွာတော့ပါရှင်တကားတော့ဖွင့်ကြည့်လိုက်ပါကိုစိန်တောင်းကမကြင်မနှက်ဖြင့်တကားကိုတော့ဖွင့်လိုက်သည်ဘာလဲဘာကိစ္စလဲတနာပါခမညာကျွန်တော်တို့သားဖားထမင်းမစားရတာနှစ်ရက်ရှိပါပြီထမင်းကြံဟင်းကြံလေးများတနာပါဟာကွာမင်းတို့တော်တော်လွန်တာပဲတိုက်ခန်းပေါ်အထိတက်လာပြီလာတောင်းရသလားတော်တော်စင်းတော်ထမင်းစားလို့ပါခမညာ သူ့ဘေးနားတွင်ရပ်နေသောသုံးနှစ်အရွယ်ကလေးကငိုမဲမဲဖြစ်နေသည်။မင်းကငါသွားလို့ပြောနေတယ်နော်။မသွားရင်ရိုက်ချမှာ။သွား။သွား။လူတွေ့ရင်တရောင်းသားရောင်ဆောင်မယ်။မတွေ့ရင်အလေဆွဲမယ်။ကျွန်တော်ကအဲ့ဒီလိုလူစားမဟုတ်ပါဘူးခမညာ။ဟုတ်ဟုတ်မဟုတ်ဟုတ်မင်းသွားတော့။တောင်းစားသူဒီကလေးကိုလက်ဆွဲကတိုက်အောင်သူပြန်ဆင်းသွားသည်။ကိုစိန်တောင်းကဝရန်တာမှထွက်ကြည့်သည်။ ကလေးကိုလက်ဆွဲကထိုသူထွက်သွားတာအသေးချာမှသူကအแทးကိုပြန်ဝင်သည်ဘယ်သူလဲအကိုအလကားပါကွာတရောင်းစားတွေတရောင်းစားမဟုတ်ပါဘူးလင်းရင်ခိုးမှာအိုးတမရတောင်တိုက်ချင်းတိုက်မဲ့ကောင်းတွေအကိုရဲ့လူတစ်ဖက်သားကိုအဲ့ဒီလောက်ကြည့်တော့မပြောသင့်ပါဘူးသူတို့မှလည်းလိုအပ်လို့နေမှာပါကျမတို့အစမဲ့အထဲကနည်းနည်းလေးဖိပေးလိုက်လို့လေကျမတို့ဘာမှမဖြစ်သွားပါဘူး အောင်မယ်ဘာဖြစ်လို့ပေးရမှာလဲငါချာထားတာငါစားဖို့ကွာကိုစိန်တောင်းကထမင်းစားပြီးနောက်သူ့ဆိုင်ခန်းကိုပြန်သွားသည်တနာရီခန့်အကြာတွင် ကိုစိန်တောင်းအိမ်ကိုအရေးတကြီးပြန်လာသည်မိမကြီးမိမဘာလဲရှင်ဘယ်လိုများဖြစ်လာသလဲရှင်ထိတ်လိုက်တာငါတို့ဆိုင်လေးမိတဲ့ပါသွားပြီဘာပြည့်စုံမှမရလိုက်ဘူးငါတို့တော့မွဲပါပြီကွာဈေးမီလောင်တဲ့ဖြင့် ကိုစိန်သောအထယ်ဆိုင်လည်းမိတဲ့ပါသွားသည်ဘာတစ်ခုမှပြန်မရလိုက်ချက်ချင်းလက်ရှိကလက်မဲ့ဖြစ်သွားသည်စိတ်ပြက်လက်ပြက်ဖြစ်နေသောကိုစိန်တောင်တယောက်အရက်တွေဖိတော့သည်အကိုရဲ့အရက်တွေတောက်နေလို့ပြေးသွားမှာလားမပြေးမှန်းသိတယ်အခုဘယ်လိုလုပ်မလဲစိုင်းပြန်ဆောက်ရမယ်ကုံတွေဝယ်ရမယ်ပိုက်ဆံမရှိဘူးအကျွေးတွေကလည်းအများကြီးဘယ်လိုလုပ်ရမလဲကျမလက်ဝတ်လက်စားတွေအားလုံးယူလိုက်လေ ဲ့ဒီလောက်နဲ့မရဘူးကွမင်းဖီစီကပတ်စံလေးပါလေတော့တာအဖေမှာအင်းလေးတစ်လုံးပဲရှိတာပင်စင်ငွေလေးနဲ့ရက်တီနေရတာဘယ်လိုလုပ်ပြီးပတ်စံရှိမှလဲမင်းအဖေအင်းကိုရောင်းခိုင်းလိုက်ကွာပြီးတော့ဒီမှာလာနေခိုင်းလိုက်အိုးဘယ်ဖြစ်မလဲအဖေကသူ့အင်းလေးကိုတိတ်မြင်နိုးတာအေးအဲ့ဒါဆိုမင်းလဲမင်းအဖေနဲ့သွားနေအင်းကိုပြန်မလာခဲ့နဲ့ဒီမှာစိတ်ညစ်နေတာသူတို့နှစ်ယောက်စကားတွေများကြသည် ကွာမယ်ရှင်းမယ်ဖြစ်ကြသည် နောက်ဆုံးတွင် အမှန်တကယ်ကွာရှင်းပြစေလိုက်ကြသည်အပြက်ပြက်နှင့်အမှန်တကယ်ပင်နှာခေါင်းတွေးထွက်သွားကြသည်အိမ်မီဆန်ကသူ့ဖေအိမ်ပြန်သွားသည်ဘာမှမယူသူ့အဝတ်အစားထုတ်လေးနှင့်အိမ်မော်ကဆင်းသွားခြင်းဖြစ်သည်ကျွန်တော်ကကျွန်တော်တပင်မှအိမ်မီဆန်ပြောပြတော့သူတို့ဇလန်အကြောင်းကိုနားထောင်နေမိသည်အိမ်မီဆန်ကိုကျွန်တော်ရန်ကုန်ရောက်မှပြန်တွေ့ခြင်းဖြစ်သည် ကျွန်တော်တာကင်တာတွင်နေစဉ်က သူ့ဒေါပုံဘက်ချမ်းတွင်နေသည်တနေ့ကျွန်တော်လမ်းလျှောက်ကအပြင်ဈေးထဲတွင်ဟင်းစားလေးများဝယ်စဉ်အေမီဆန်နေဆုံးသည်သူ့ကိုကျွန်တော်ရှစ်တန်းတွင်စာတင်ပေးမှုသည်ကျွန်တော်နှင့်ကျွန်တော်တပည့်မာလေးလက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်းသူ့အကြောင်းလေးတွေတီးခွင့်ရလိုက်ခြင်းဖြစ်သည် သမီးအခုကောဘာတွေလောက်ကန်စားတော့နေသလဲအဖေဆုံးသွားတော့သမီးလည်းအိမ်ကိုတခုခုစီစဉ်လိုက်ရတယ်ဆရာ။ ကန်ထရက်လက်ထဲအပ်လိုက်တယ်။မြေကသမီးအဖေပိုင်မြေပေါ်တိုက်ခန်းတွဲတွေလာဆောက်တာ။သမီးကမြင်းကြီးထက်နဲ့အပေါ်နှစ်ထက်ရလိုက်တယ်။သမီးလည်းမြင်းကြီးထက်မှာကုန်းသုံးဆိုင်လေးဖွင့်ထားတယ်။အမျိုးသားကဆိုင်ထိုင်နေစရာ။အမျိုးသားဆိုတာကသမီးနောက်အိမ်အောင်ပြုလိုက်တဲ့စရာ။အော်ဆရာဘွားတွေဘလောက်ကြောက်စရာကောင်းနေဆိုတာပြောရအောင်မေ။ပြောပါအောင်။ တနေ့တွင်ကုံဆောင်ဆိုင်တွင် လူနေပါသဖြင့်လင်မယားနှစ်ယောက်ထမင်းစားရန်ပြင်ကြသည်မိမရေဟင်းချက်ပြီလားချက်ပြီရေသွားချိုးလိုက်လေလူပါတော်ထမင်းစားကြမယ်သူတို့ထမင်းစားရန်ပြင်ဆင်နေစဉ်တနာကြပါခမညာထမင်းမစားရတာနှစ်ရက်ရှိပါပြီထမင်းလေးစားလို့တနာကြပါသူတို့ဆိုင်ရှိကိုကရောင်းစားတယောက်ကလာရက်ပြီးတောင်းနေခြင်းဖြစ်သည်မိမရေတနာပါတယ်ကွာထမင်းနဲ့ဟင်းလေးနည်းနည်းလောက်သွားပေးလိုက်ပါ ကျမသားပေးလိုက်မယ်။ဖော်ဘူးတဲကိုထမင်းထက်ဟင်းကို ခွဲထည့်ပေးနော်။ဇွန်းလေးပါထည့်ပေးလိုက်ပါ။အေမီဆန်ကသူတို့စားရန်ချက်ထားသည့်ဘူးသီးနှင့်ကြက်သားဟင်းထဲမှဟင်းများကိုခတ်ပြီးပလတ်စတစ်အိတ်လေးနှင့်ထည့်သည်။ထမင်းကိုဖော်ဘူးတဲတွင်ထည့်ကဇွန်းတစ်ချောင်းမှထည့်ပေးပြီးတံတန်းစားကိုသွားပေးလိုက်သည်။ကျွန်တော်ကအေမီဆန်ပြောသည့်စကားတွေကိုနားထောင်နေမိသည်။ဆရာကြီးဟေး တိုက်ဆိုင်တာပဲလားတော့မသိဘူးဘာဖြစ်လို့လဲဘူးစင်းနဲ့ကြက်သားချက်တဲ့နေ့မှာတမီပထမအိမ်အောင်နဲ့ကွဲတယ်ဘူးစင်းနဲ့ကြက်သားချက်တဲ့နေ့မှာပဲတမီကွဲသွားတဲ့ပထမအိမ်အောင်ကို ပြန်တွေ့တယ်ဟုတ်လားဘယ်မှာတွေ့တာလဲတမီတမီတို့ဆိုင်ရှင်မှာလာတောင်းနေတဲ့သူကိုဘယ်သူလို့ထင်တယ်လဲဆရာတမီယောက်ျားဟုတ်လားဟုတ်တယ်ဆရာတင်ညွန်း26ရက်8လ2025 ဆက်လက်ပြီးတော့ဆရာကြီးဦးတင်ညိုရေးသားထားတဲ့အသွင်တူသောအိမ်သူဆိုတဲ့စာသုံးလေးကိုဖတ်ပြပေးချင်ပါတယ်။အသွင်တူသောအိမ်သူကျောင်းကိုဆရာအစ်တအူးရောက်လာသည်။ဆရာအမီကဥချစ်တင်ဖြစ်သည်။ကျွန်တော်တို့အကြောင်းတွင် ရုံငန်းတခန့်သာရှိသည်။ရုံငန်းသည်ဆရာများစုဝေးရာ အနားယူရာ တွေ့ဆုံရာ စီဝေးရာ နေရာလည်းဖြစ်သည်။နေ့လယ်ကြောင်စင်းချိန်တိုင်းဆရာဆရာမများသည် ဂျုံအန်းထဲလာပြီးထမင်းစားကြသည်ထိုနေ့ကဆရာဦးချစ်တင်သည်ကျွန်တော်ဘေးနားတွင်လာထိုင်ပြီးထမင်းစားသည် ကိုချစ်တင်ဘာဟင်းလဲဗျအာလူးပါဆရာကျွန်တော်ကထိုနေ့တွင်လက်ဖက်သုံးနှင့်ထမင်းစားသည်ကိုချစ်တင်ကိုစဗျာကျွန်တော်ကတော့မချက်အားလို့လမ်းထက်ကလက်ဖက်သုံးလေးပဲဝဲလာနိုင်တယ်ကျွန်တော်ကသူ့ထမင်းကြိုင်တဲ့ကိုလက်ဖက်သုံးတစ်စုံခတ်ထည့်ပေးလိုက်သည်သူကကျွန်တော်ကြိုင်တဲ့ကို အာလူးတစ်ဖက်ပြန်ခတ်ထည့်ပေးသည် နောက်တနေ့လဲကျွန်တော်ဘင်းသားကိုကိုချစ်တင်ကလာထိုင်သည်ကိုချစ်တင်ဘာဟင်းလဲဗျသူကထမင်းချိုင်ကိုဖွင့်ပြသည်အလူဟင်းကျွန်တော်ကထိုးနေတွင်ငါးဟင်းချက်ထဲလာသည်ကိုချစ်တင်ကိုငါးတုံးပေးသည်သူကကျွန်တော်ကိုအလူတစ်ဖက်ပြန်ပေးသည်နောက်တနေ့ဆရာဘာချက်သလဲကျွန်တော်ဒီနေ့ပဲပြုတ်ကြော်ထဲလာတယ်ခမရရောထုံးစံအတိုင်းပဲအလူလားဟုတ်ကဲ့ ခမရအာလူတော်တော်ကြိုက်ပုံရတယ်။မကြိုက်ဘူး။မကြိုက်ဘင်းနဲ့များနေတိုင်းဗာပြည့်လို့အာလူကြီးချက်လာတာလေ။ဘာလဲ။ခမရမိမကအာလူပဲချက်တယ်လို့လား။ကျွန်တော်မှမိမမရှိပါဘူး။လူပြိုကြည့်လား။ဟုတ်ကဲ့။ကို့ဘာသာကိုချက်တာလား။ဟုတ်တယ်။ဒါဆိုရင်အာလူကိုမကြိုက်ဘင်းနဲ့များနေတိုင်းဗာပြည့်လို့အာလူဟင်းကြီးချက်လာရတာလေ။ကျွန်တော်ကအာလူတစ်မျိုးပဲချက်တတ်တယ်။ အာလုတောင်ချက်နိုင်မှတခြားဟင်းတွေလည်းချက်နိုင်မှာပေါ့မချက်တတ်ဘူးဗျခမရဗျာအာလုလည်းမကြိုက်ဘူးကို့ဝါသားကိုချက်စားရတာတောင်ခမရမှာတခြားဟင်းကိုမရွေးချယ်တတ်ဘူးလားကျွန်တော်အမေကကျွန်တော်ကိုအာလုတစ်မျိုးပဲချက်တာသင်ပေးခဲ့တာခမရအမေကဘဲသွားလို့လဲသိပြီကျွန်တော်ကိုချစ်တင်နဲ့ပတ်သက်ပြီးအတွေ့အပွားမိသည်သူသည်လူမျိုးကြီးဖြစ်သည် လွတ်လပ်စွာရွေးချယ်လုပ်ပိုင်권ရှိပါလျက်အဘယ်ကြောင့်ပုံသင်ဤအတိုင်းလောက်ရသည်နည်းသူမှာအစာအတော့တာမဟုတ်စာတင်ကြရတွင်၎င်းအခြားလူမှုပေါင်းသင်းဆက်ဆံရေးကိစ္စများတွင်၎င်းရှေးရိုးဆွဲပုံသင်ဤဆန်လွန်သောအတွေ့အမြင်များကြောင့်လူတိုင်းနှင့်အဆင်မပြေဖြစ်ရသည်ဆရာတွေအားလုံးကသူ့ကိုခက်ကြောင်ကြောင်ဟုသဘောထားကြသည်။ကိုချစ်တင်လိုပုံသေးကကြဆေးရိုးဆွဲဝါဒီတွေကိုလေ့လာလိုက်သည့်အခါတွင် အမားလုံးမိမှကြောက်သည် ပြောင်းလဲမှုကိုကြောက်သည်ဝေဖန်ခံရမှာကိုကြောက်သည် သူတို့ဒီပုံသင်ဤအတိုင်းလှုပ်ဆောင်နေခြင်းကသူတို့ဘဝကိုလုံခြုံမှုပေးနိုင်လိမ့်မည်ထင်ကဘာမျှအာထုတ်ခြင်းမရှိ ပုံမှန်အတိုင်းပုံသင်ဤဖြင့်သာသွားနေကြသည်ကိုချစ်တင်သည်ရှားတို့တို့လည်းမရှားသင်တန်းတွေလည်းမတက်သူဘဝကရှိတာလေးနဲ့ဝအောင်စားကအသက်ရှင်နေရသည်ကိုပင်ချမ်းသာပြီးစွာဟုမှတ်ယူနေသူလည်းဖြစ်သည် ထို့သောသောကိုချစ်တင်ကကြားတွင်တနစ်ကြော်ကြော်တောင်းဝန်ထမ်းဆောင်ပြီးချိန်တနေ့တွင်ဆရာဆရာကိုတခုတိုင်ပင်ခြင်းလို့ဘာများလဲကျွန်တော်အိမ်အောင်ပြုတော့မလို့အလုံးတယ်ဟုတ်ပါလားအိမ်အောင်ပြုဖို့ဆိုတော့ချစ်သူတွေရည်သားတွေရှိနေပြီလားမရှိသေးဘူးဆရာဟာဗျာအတော်နောက်တယ်လူချစ်သူတွေရည်သားတွေမရှိသေးဘဲနဲ့ဘယ်လိုလုပ်ပြီးအိမ်အောင်ပြုမလဲ ိမ်အောင်ပြုဖို့ဆိုတာချစ်သူတော့ရှိရမှာပေါ့ကျွန်တော်ကတန့်ပြီပြောချလိုက်တာဆရာဘယ်လိုပြောချလိုက်တာလဲကျွန်တော်ကိုလက်ထပ်နိုင်မလားလို့ခြေချောင်းကြိုက်ချောင်းမပြောရသေးဘဲနဲ့အဲ့ဒီလိုကြီးပြောလိုက်တာလားဟုတ်တယ်ဒါနဲ့ဘယ်သူကိုပြောလိုက်တာလဲဒီเจ้าကပဲဘယ်သူလဲဆီယမမအေးပွင့်ဗျာမအေးပွင့်ဆိုသည့်ဆီယမကလည်းအပြူကြီးတယောက်ပင်ဖြစ်သည် ်ကြီးစားကြောင်းသည့်နေရာတွင်နှစ်ယောက်မရှိ ပစီပဇက်ကလည်းများသေးသည်ချက်ခုတချီတွင်တော့ကိုချစ်တင်တယောက်ရှင်ယိုနီအတိုင်းမလိုက်ဘူဘူဟန်နီကိုလိုက်သွားသဖြင့်အံ့အားသင့်နေမိသည်ဘူဘူဟန်နီဆိုသည်မှာနင့်ကိုငါချစ်တယ်ငါ့ကိုနင်ချစ်မလားနီကိုဆိုလိုပါသည် ထိုကိကလည်းထိုသချင်းမှာအလွန်ခက်ဆားနေသည်ခမရမအေးပွင့်ကိုဒဲကြီးလက်ထပ်ဖို့ပြောလိုက်တာလား လူရင်းကဒါပဲမဟုတ်လားဆရာသွဲဝိုက်နေလေအမှုပဲလေဆရာမကျွန်တော်ကိုလက်ထပ်နိုင်မလားဒဲမေးလိုက်တာအဲ့ဒီတော့မအေးပွင့်ကဘာပြန်ပြောတယ်လဲကြိုက်တယ်တဲ့ကျမတို့အရွယ်တွေကပွင့်လင်းမို့လို့တဲဆိုပြီးတော့ကျွန်တော်ကိုလက်ထပ်မယ်တဲ့အဟုတ်လားမယုံရင်ကြည့်လေဆရာကျွန်တော်တို့ဒီဟွာကျွရင်လက်ထပ်ကြမှာရှမ်းရရင်ပြောရလျင်ကြံခရင်းပြက်နဲ့ဇရက်တောင်မှန်ကျိုးတို့တွေးကြခြင်းဖြစ်သည် နှစ်ယောက်စလုံးသည်ကြီးစားကြောင်ရတွင်ရောကြောင်တောင်တောင်နှင်ရတွင်မှတူကြသည်တရင်ကျွတ်သည်နှင့်အပြူကြီးလူပြူကြီးနှစ်ယောက်မင်္ဂလာဆောင်ကြသည်မင်းအပွင့်ကကိုချစ်တင်အိမ်တွင်လိုက်နေသည်သူကမောင်နှမတွေများသည့်အတွက်ဟန့်ကြသွားသည်လက်ထပ်ပြေးနောက်ကိုချစ်တင်သည်ကျွန်တော်နှင့်အတူထမင်းလာစားသည်ကိုချစ်တင်ဘာဟင်းလဲဗျမေးပွန်းကဖွဖွရရတွေချက်ပေးလိုက်မှာပေါ့ကိုချစ်တင်ကသူ့ကြိုင်ကိုဖွင့်ပြသည်ဟင် အလုဟင်းမလားမအေးဝင်းကမချက်ဘူးလား तू ကဘာဟင်းမှမချက်တတ်ဘူးတဲ့ဆရာသူ့အိမ်မှာ तू ကအငယ်တွေချက်တာပဲစားနေတာတဲ့ဗျာတင်ညော22ရက်9လ2025ဟုတ်ကဲ့အဘိနာဆင်ခဲ့ကြသူဒုတိယချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင် အားလုံး ဘေးကင်းကြပါစေရှင်